ပြည်သူတွေပေါ်ကျူးလွန်တဲ့စစ်တပ်အဖွဲ့ဝင်တွေရဲ့အကြမ်းဖက်ဆက်ဆင့်ရေးတွေနဲ့ယာစွဲမှုတွေပေါ်နောက်ွယ်ကတွဲဆွန်လက်တွေကိုနိုင်ငံတကာကအရေးယူပေးဖို့တမန် Institute ကတည်ထောင်တောင်းဆိုလိုက်ပါတယ်။တနက်များနောက်ွယ်မှာတွေးဆွန်လက်များမြမစစ်တပ်ရဲ့လက်နက်ထုတ်လုပ်သူတွေကိုဖောက်ထုတ်ခြင်းအမည်နဲ့တမအင်စတီကျူကပြီးခဲ့တဲ့မေ31ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ခဲ့တာပါမြမစစ်တပ်ရဲ့ပြည်တွင်းလက်နက်ထုတ်လုပ်ရေးကဏ္ဍကိုကာကွယ်ရေးဦးစီးချုပ်ယုံကြည်ရဲ့လက်အောက်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ကဦးဆောင်တာဖြစ်ပါတယ် စစ်တပ်အတွက်လိုအပ်တဲ့ဆက်လက်နက်ပစ္စည်း၊ခဲယမ်းမိကြောက်တွေ၊ဖြတ်အားပြင်းဝေဟင်ဘုံတွေနဲ့ဒုံးကျည်တွေအထိခခထုတ်လောက်ကန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပဆတွေမှာထုတ်လုပ်တာပါ။ ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံရဲ့အရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းပါဝင်ထိပ်ပိုင်းခေါင်းဆောင်၃ဦးနဲ့ကပ္ပစဆက်ယုံ25ယုံကဆက်ယုံမှု25ဦးရဲ့အမည်စင်းတွေကိုစင်ခန်းစာမှာဖော်ပြပါတယ်။အဲ့ဒီဆက်ယုံမှုတွေစစ်ရာရှိတွေဟာ2019ခုနှစ်အတွင်း Ranger တွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့2021ခုနှစ်အာနာသိမ်းမှုအလွန်ပြည်သူတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုစစ်ရာဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ရာဆွေးမှုတွေမှာနောက်ွယ်ကနေအားပေးကူညီနေတဲ့အတွေ့အဆုံးလက်ပိုင်ရှင်တွေလို့ဆိုပါတယ်။ ဒါကြောင့်နိုင်ငံတကာအစိုးရအနေနဲ့စစ်အုပ်စုရဲ့ပြည်သူတွေကိုအကြမ်းဖက်ဆစ်ဆင်ရေးအတွင်းအသုံးပြုတဲ့ဆက်လက်နက်တွေကိုထုတ်လုပ်ပေးနေတဲ့အဓိကတာဝန်ရှိသူတွေအပေါ်တန်းခတ်ပိတ်ဆို့မှုတွေချမှတ်တင်တယ်လို့တိုက်တွန်းတာဖြစ်ပါတယ်။မော်ပြည်လူ့ခွင့်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အေမွန်ကရာဆွဲကောင်တွေကိုပြပြတ်သားသားအေးအေးယူနိုင်ရင်ဒဲအာနာရှင်ကမှနောက်ထပ်ချိုးဖောက်မှုတွေမလုပ်နိုင်ဘူးအာမခံပေးရရောက်တယ်လို့သုံးသပ်ပါတယ်။ဒီလိုရာဆွဲကောင်တွေကိုပြပြတ်သားသားအေးအေးယူလိုက်ခြင်းအဖြစ်မြန်မာနိုင်ငံမှာအလေးထားတစ်ခုလိုဖြစ်နေတဲ့ အပြစ်ရှိရတဲ့ကျွန်တော်တို့အရေးမယူနိုင်တဲ့အခြေအနေတွေကနေကင်းလွတ်ခွင့်ရနေတဲ့ impunity လို့ခေါ်တဲ့ဒီဒီဒီအခြေအနေကနေရုံထွက်နိုင်မှာဖြစ်တယ်။နောက်ဒါမျိုးဘယ်တော့မှအနာရှင်ဘယ်အနာရှင်ကမှတော့ချိုးဖောက်မှုတွေမလုပ်ဖို့နော်ထပ်မမဖြစ်ဖွားစေဖို့အာမခံပေးရရပါမယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်မို့အင်မတန်ကမှကျွန်တော်တို့ထိရောက်တဲ့နော်အပြစ်ပေးအရေးကြီးမှုဖြစ်ပါတယ်။အစိုးရကအာဏာသိမ်းမှုနောက်ပိုင်းခုခံတော်လှန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စစ်အုပ်စုဟာ ကပ္ပစကစစ်တီတွေကိုရှေ့တန်းစစ်စင်ရေးနယ်မြေရှင်းလင်းရေးလုံခြုံရေးအတွက်ခေါ်ယူအသုံးပြုလာတယ်လို့ဆိုပါတယ်တမအင်စတီကျူရဲ့မှတ်တမ်းတွေအရကပ္ပစဆက်ယုံကတပ်ဖွဲ့ဝင်တွေဟာရက်သားပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးတာညှဉ်းပန်းနှိပ်စက်တာတပ်ဖြတ်တာကြေးရွာတွေကိုစစ်ကြောင်းတို့မိရှူတာနဲ့လက်နက်ကြီးပစ်တာတွေကျူးလွန်ခဲ့တယ်လို့ဖော်ပြပါဗျ။ဒီအတွက်ကပ္ပစဆက်ယုံမှုတွေဟာစစ်အုပ်စုအတွက်ဆက်လက်နဲ့ခဲယမ်းတွေထုတ်လုပ်ပေးတဲ့အထက်အားပေးကူညီသူတွေတာမကပြည်သူတွေပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာဓာတ်ရိုက်တာဝန်ရှိသူတွေလို့ဆိုပါဗျ။ ဆက်လက်နဲ့ထုတ်လုပ်ရေးတပ်ဖွဲ့တွေဟာစစ်အုပ်စုကျူးလွန်တဲ့နိုင်ငံတကာယာစွန့်မှုတွေအတွက်အဓိကထောက်တိုင်တွေဖြစ်ပြီးစစ်အင်ဂျင်နီယာယာရှိတွေကအားပေးကူညီမှုဖြစ်စေအမိန်ပေးကူကဲမှုနဲ့ဓာတ်ရိုက်ကျူးလွန်မှုဖြစ်စေမဖြစ်မနေတာဝန်ခံရမယ်လို့ကမ္ဘာ Institute ကအကြံပြုထားတာပါလူခွင့်ရေးလှုပ်ရှားသူတွေကတော့ရက်သားတွေအပေါ်ချိုးဖောက်မှုရန်ရမှာပါဝင်သူတိုင်းကိုတရားစီရင်ဝင်ရတဲ့အခြေအနေအောက်မှာပြည်တွင်းနဲ့နိုင်ငံတကာတရားစီရင်မှုတွေကနေခုံရုံးတင်ပြီးထိုက်တဲ့နဲ့အပြစ်ပေးရိပ်မှုတွေလှုပ်ဆောင်ရလိမ့်မယ်လို့ထောက်ပြပါတယ် လက်တလောကာလမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှင်เนาะဟိုပိတ်ဆို့အရေးကြီးမှုတွေလုံနိုင်တယ်ခုနကပြောသလိုပါเนาะဒီအမည်စင်းဗျက်တွေเนาะတွင်းပြီးတော့เนาะသူတို့ဒဏ်ခတ်ပိတ်ဆို့နိုင်တယ်တခြားတရားဝင်မှုမပေးတာတွေလုံနိုင်တယ်ဟိုဒါမဲ့ Federal Democracy အသွင်ကူးပြောင်းရေးကာလတစ်ခုခုကိုရောက်ခဲ့သည့်အချိန်ဒါမှမဟုတ်လို့ရှင်လေဖန်ဝရန်ထုတ်ထားပြီးတော့အခါအခွင့်အသင့်လို့เนาะလက်ငင်းကာလမှာဖန်ဆင်းမှုတွေလုံနိုင်တယ်ဆိုလို့ရှင်တော့အရန်ကိုကောင်းမဲ့ အခြေအနေတရားဖြစ်တယ်เนาะချက်ချင်းခုံယုံတင်ရမယ်ရာဇဝမှုတွေကိုเนาะအာရာဇဝမှုတွေကိုသူတို့ကျူးလွန်ထားတဲ့အတွက်เนาะဒီလိုမျိုးပြတ်သားစွာအယူဆောင်ဖို့တိတ်ကိုလိုအပ်ပါတယ်မြို့သားညညရေးဆိုရအန်ယူဂျီအနေနဲ့စင်ခါစာမှာဖော်ထုတ်ထားတဲ့ကကထုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ကပါစာဆက်ယုံမှုတွေကိုမြေပြတ်စည်းရင်တွင်ကျင်ညာဖို့ကိုလည်းတမအင်စတီကျူကတောင်းဆိုထားပါတယ် ဒါအပြင်2021ခုနှစ်ဒီဇင်ဘာမှာမြန်မာစစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကို American, UK နဲ့ Canada နိုင်ငံတို့ကတံခတ်ပိတ်ဆို့မှုတွေချမှတ်ခဲ့တာရှိပါတယ်။ American ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကတံခတ်ပိတ်ဆို့မှုထုတ်ပြန်ကြမှာတော့ကကထုတ်ကထုတ်လုပ်တဲ့လက်နက်တွေဟာမြန်မာပြည်သူတွေအပေါ်စစ်တပ်ရဲ့ရက်စက်တဲ့အကြမ်းဖက်မှုတွေမှာမလွဲမသွေအသုံးပြုကြောင်းမှတ်ချက်ပြုထားပါတယ်။